ကောင်လေးကိုကလိုက်တဲ့ဗမ်ပါယာမင်းကလေးကဘသူလဲပြဆာမိုဝဲကန်းနဲ့မားတဲ့စာခိုးချောင်နေတဲ့ចောင်းသားကဘယ်တယောက်လဲပြပုံထဲမှာရှိတဲ့ဖွက်ထားတဲ့အားကစားပစ္စည်းတစ်မျိုးရဲ့အမိကိုတဲ့ပြောပြပါပြကိုဝမ်သက်အယောင်ဆောင်ထားတဲ့အမျိုးသမီးကဘသူလဲပြ အနေအောင်တလဲသီးတွေကြာရက်ဖယ်ရီသီးလေးကိုရှာပါရတယ်။ကေကောင်ညွန့်ရင်ဒီနေ့ကတက်ဆက်မပြရလဲကြာရဖြစ်တဲ့ဆရာခေါ်ချင်ပင်နီတုံဆောင် challenge ပြိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ထုံးတဲ့နိုင်မဲ့ဒီပြိုနောက်ဆုံးမှာကျမမေကိုပနခုဖြေစွန်နိုင်တယ်ဆိုတော့ကြည့်ပြီးတော့ကျမထန်တဲ့သူတွေက comment ကနေကျမကိုဆရာခေါ်သွားပြီးကျမထန်များရဲဆိုလို့ရှင်တော့ comment မှာပြန်တဲ့ YouTube လေးရေးခဲ့ပေးပါရှင်။ကျမဆရာဆိုပြီးတော့အကုန်လုံးလိုက်ပြီးခေါ်ပါမယ်။ကေကောင်ညွန့်ရင်ဖြစ်စိုးဝယ်ဖြစ်ပြီးဆိုလို့ရှင်ကျမနဲ့တူတူဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်ရှင်။ကေဒီနေ့ကဆရာခေါ်ချင်ဆိုတော့တေချာပြင်မယ်ရှင်။ ကောင်လေးကိုကိုက်လိုက်တဲ့ဗမ်ပါယာမိန်ကလေးကဘသူလဲပြ ABC သူတောင်းပေးထားတယ်။ကောင်လေးမာကဒီပါမသူတွေပေးနေတယ်။အင်မာကကျတော့ထွေထူးဘောင်မှမရှိဘူး။ဘီမာကကျတော့သူအစွဲတွေထွက်နေတယ်သွားမာက။စီမာကကျတော့အော်နှစ်ခက်မှာနှစ်ခက်မှာပါဇက်မှာသူတွေပေးနေဆိုကြကောင်ကြီးတို့ဆောက်ကျမစီကိုရွေးချက်ပါတယ်။သူတွေပေးနေရစီပါစီပါဟုတ်တယ်တော့ကောင်ကြီးသူစီကိုအမှန်ကြီးချက်ထားပါတယ်။သူရေးထားတာကအဖေကတော့တဲ့ပါဇက်မှာသူတွေပေးနေတဲ့စီပါပြတဲ့။ပြောရင်တော့ကောင်ကြီးတို့ပြောရင်တော့ကျမလည်းဒီပါဇက်မှာသူသွေးပေးနေအောင်တွေးလိုက်လို့မလို့အဲ့စီကိုရွေးချက်လိုက်တာပါ။ကဲဒီနေ့ကတော့ပထမဆုံး ူးဥမာခနဲ့ကကျမမှတ်နေပါရှင်နောက်ထပ်မိကုန်းကိုတော့ပါမယ်အနေရောင်တလဲသီးတွေကြာ rapberry သီးလေးကိုရှာပါတယ်သွားရောဟေးအနေရောင်တလဲသီးဆိုတာတလဲသီးရအနေရောင် rapberry ဆိုကြအနေရောင် berry သီးကိုရှာပါဆိုတော့သွားရင်နော်နှခါခါကနေဒါ berry သီးနဲ့တူတာဆိုကြတော့အထက်မှာရှိတလဲသီးအစစ်လေးလေးလိုက်ရှာရမှာအတလဲသီးအစစ်လေးတွေက berry သီးပုံစံနဲ့တွန်းနေရခါလေး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 ဘယ်ဟာဖြစ်မလဲဆိုကြတော့ဟာဝိုင်းကြထားတဲ့ rapberry သီးလေးကိုလည်းရှာလို့တွေ့ကြရလာပြတဲ့ မတွေ့ဘူးပြောရင်တော့ကောင်းရင်ပြောရင်တော့အတလဲသေးအစီလေးတွေကဘယ်ဒီနဲ့တူနေသလိုအစီကိုလိုက်ရှာနေရဒါပေမဲ့အဲ့ဟာကိုကျွန်မမတွေ့လိုက်ဘူးအဲဒီခလဲရကွာအကြီးကြီးကြီးကွာအကြီးကြီးကိုသွားရှာနေရ तू ကထစ်ကလေးကသေးသေးလေးမှဖြစ်နေနော်ကဲဒါလည်းကျွန်မမဖြစ်နိုင်ရမှုရှင်ဆာမိုဝဲကန်းနဲ့ပါတဲ့စာခိုးချနေတဲ့ចောင်းသားကဘယ်တယောက်လဲပြ ABC 3 3သူ3ောက်ပြထားတယ်ခဏလေးဘယ်သူကစာခိုးချနေမလဲဆိုကြတော့ A ကပလင်းကင်နေ B ကစာရေးနေရ C ကတော့တယ်လို့စဉ်းစားနေရဆိုကြတော့ တယောက်နဲ့တယောက်စားအပြေလွှာကြည့်ရပုံစံလည်းမတူဘူးကွာခဏလေးအခိုင်ဘီ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 ကိုဘာလို့ရွေးချယ်လဲမပြောလိုက်ရအောင်နော်အပြေကိုကြည့်လိုက်မယ်ဘီပါတဲ့သူ့ရဲ့ခြေောက်ကိုကြည့်လိုက်ပါစားရွေးကူးရထားပါတယ်ဗျာတဲ့ပြောတယ်ကောင်းကြီးအဲ့မဲ့ပေါင်ပေါ်မားကလေအဲ့ပေါင်ပေါ်မားဟာလေအမဲရလေးတွေကိုမြင်လိုက်တာစားလေးတွေကိုမြင်လိုက်တာအဲ့ဒါကြောင့်မလို့အဲ့ဒါကိုရွေးချယ်လိုက်တာလို့နေဒီဥစ္စာတော့ကျွန်မမှတ်တယ်တော့ကောင်းကြီးဒါကျွန်မမှတ်ပါတယ် ပုံထဲမှာရှိတဲ့ဖွက်ထားတဲ့အာကစားပစ္စည်းတစ်မျိုးရဲ့အမည်ကိုတဲ့ပြောပြပါပြ။အဲဒီအာကစားပစ္စည်းရဲ့အမျိုးတစ်မျိုးရဲ့အမည်ဆိုကြတော့ဒေဥစာမြင်ရတယ်ခေါင်းကြီးတို့ရဲ့ဒေဥစာမြင်ရတယ်ခလင်မာကကွာဘတ်တန်ဘတ်တန်တော့မဟုတ်ဘူးဘတ်တန်တော့မဟုတ်ဘူးတက်တောင်ရိုက်တဲ့ဘတ်တန်တော့မဟုတ်ဘာလည်းမသိဘူးဟုတ်တယ်ဘတ်တန်တော့ဘတ်တန်ပဲတင်းတင်းဘတ်တန်ပါတဲ့အဖြစ်မှန်ကြရဲ့လာပြရဲဆိုတာဒေဥစာတော့မမလိုက်ဘူးခေါင်းကြီးတို့ရဲ့ဘတ်တန်တော့ဘတ်တန်ပဲဘာဘတ်တန်မှမသိလိုက်တာကို တက်တောင်ပတ်တန်လည်းမော်ဘူးဆိုပြီးစဉ်းစားနေတာကဲဒီမိကုန်းကတော့ကျမမဖြစ်လိုက်နိုင်မကောင်းကြီးဦးဒီဥစ္စာတော့ကျမမဖြစ်လိုက်နိုင်မှာပါဘူးရှင်နောက်ထပ်မိကုန်းသွားပါမယ်ကိုဝမ်တဲ့အယောင်ဆောင်ထားတဲ့အမျိုးသမီးကဘသူလဲပြ ABC သူတို့ကပေးထားတယ်။ AOP ရောစီရောအကုန်လုံးကဗိုက်ကြီးတွေကလုံလုံကြီးတွေဖြစ်နေတဲ့ခါလေးဘသူဖြစ်နိုင်မလဲဆိုတော့ကြတော့ဒီဥစားက AR ချင်းထဲမှာနိုဘူးရှိတယ်၊ B ရလည်းရှင်းထဲမှာရှိဘူးတယ်၊ C ရကျတော့ရှင်းထဲမှာရှိဘူးကြည့်။အဲ့ဒီနိုဘူးမရှိတဲ့ C ကိုရွေးချယ်တဲ့ခါမျိုးသူ့ရဲ့တွန်းလဲကိုကြည့်လိုက်။တွန်းလဲမှာနိုဘူးမရှိဘူး။ ဟုတ်တယ်ကောင်ကြီးသူသူတွန်းလေးကိုပြထားစီကိုမှန်ချက်ချက်ထားတာเนาะတွန်းလေးနဲ့မာတယ်ကလေးအသုံးဆောင်ဘာတစ်ခုမှရှိမနေတဲ့စီပါပြတယ်ပြောရင်တော့ကောင်ကြီးပြောရင်တော့အဲ့နုဘူးကိုကြည့်ပြီးကျမရွေးချလိုက်တာဒီဥစ္စာတော့ကျမအမှန်သွားကြီးကောင်ကြီးအမှန်သွားရင်တော့ဝန်တော်တယ်ဆိုမှတော့ဒီကလေးနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းနုဘူးလေးတော့ရှိရမှာလေဟုတ်တယ်မဟုတ်လားဒါကတော့ကျမမှန်သွားပါပြီ ။သခွားမွေးသီးတွေကြာတလုံးနဲ့တော့ငပြောသီးလေးကိုရှာပါတဲ့။အာသခွားမွေးရလည်းအဝါရောင်ဒီငပြောသီးရလည်းအဝါရောင်အဝါရောင်အဝါရောင်ညလာပြီးနော်ပြီးကြတော့သခွားမွေးရဲ့အခွန်ဘွားပုံစံနဲ့ငပြောသီးရဲ့ဟိုအလုံးပုံစံလေးနဲ့တူးနေကြတာဒေဥစာနဲ့နဲ့ရှာတာအဆင်မပြေဖြစ်ပြီ။လေပွိုင်းနဲ့ရှာနေအောင်မတွေ့ဘူးခေါင်းကြီးရဲ့ဒေဥစာတော့နော်မတွေ့အောင်ပါအောင်ပါတွေ့ဦးအဲ့ဒါကိုကျွန်မမတွေ့ဘူးဝိုင်းပြထားတယ်တဲ့အဝါရငပြောသီးလေးကိုတဲ့ရှာလို့တွေ့ကြရဲ့လားဗျမတွေ့ဘူးခင်ဗျခေါင်းကြီးဒီဥစ္စာတော့ကျွန်မမတွေ့လိုက်ဘူးเนาะကဲ ဒီဥစားလေးကျမမဖြစ်နိုင်ပါဘူးကောင်းကြီးတွေနောင်မေကွန်းတော့တေချာလေးဖြစ်ပါမယ်လှုပ်လှဲလေးလာပေးပါရှင်ဂျိုသားကဘယ်အဘွားအိုလဲဗျအေဘီသူနှစ်ယောက်ပြေးထားတယ်ခါလေးဂျိုသားအာဒီကောင်းကြီးဒီဥစားလေးကျမတွေ့တာဒါတော့ကျမတွေ့တာရင်မပြောသေးဘူးကောင်းကြီးမပြောသေးဘူးနော်ဒါ၃စက္ကန့်နေမှပြောပါမယ်မတွေ့သေးတဲ့ကောင်းကြီးရှာပါကျမပြောတာကိုလိုက်ပြီးပြောမှဆုံးလို့ပါ6 5 4 3 လေအောင်ကြီးတို့အေးကိုကြည့်လိုက်ပါသူ့ရဲ့လက်ချက်ထားတဲ့လက်ကလက်ချောင်းကြီးကအများကြီးပါပဲဂျိုသားဖွားဟိုကအေးပါရှင်အေးပါရှင်ပြောရရင်တော့သူအေးကိုအမှန်ချင်းချစ်ထားတယ်ဂျိုသားအဖွားဟိုကတော့တဲ့လက်ချောင်းတွေအများကြီးရှိနေတယ်အေးပါဗျာတဲ့ကောင်းရကျမပြောပါရရှင်သူ့ရဲ့လက်ချောင်းလေးကြည့်လိုက်ပါသူကလည်းလက်ချောင်းလေးတွေဝိုင်းပြတ်ထားပါတယ်သူ့ရဲ့ဒီမှာတော့ဒီအောက်အောက်ကိုရောက်နေတဲ့လက်မှာကလက်ချောင်းလေးကအများကြီးပဲကဲဒီမိကုန်းမှာတော့ကျမမှန်သွားပါပြီရှင်နောက်ထပ်မိကုန်းသွားပါမယ် တက်တူရွေးလေးအများကြီးကြားရတဲ့တကောင်နဲ့ကော့ထက်နေတဲ့တက်တူရွေးလေးကိုရှာပါတက်တူရွေးအများကြီးတဒန်းချင်းရှာမယ်ကောင်ယူတဒန်းချင်းရှာမယ်နော်ပထမဆုံးတန်းမှာတက်တူရွေးလေးကအကုန်လုံးကတူတယ်ဒုတိယတန်းမှာတတိယတန်းမှာအောက်ကစုပ်ထားတယ်မှာဆိုကောင်ယူဒုတိယတန်းဒုတိယကိုကြည့်လိုက်နှုတ်သီးအပြောင်လေးနဲ့ဒုတိယတန်းဒုတိယမြောက်တက်တူရွေးကိုကြည့်လိုက်ပါပြောရရင်တော့ကောင်ယူဒုတိယတန်းဒုတိယမြောက်တက်တူရွေးနှုတ်သီးအပြောင်လေးနဲ့လို့စာဖတ်မယ်၎င်းနဲ့တော့အပြာရောင်နှုတ်သီးရှိတဲ့ကြက်တူရွေးလေးကိုလည်းရှာလို့တွေ့ကြရဲ့လားဗျ။ တွေ့ရခင်ဗျာကောင်းကြီးတွေ့ရတွေ့ရเนาะကျမတွေ့တယ်အဲ့အပြန်ရောနှုတ်သီးနဲ့ကြက်တူယူလို့ကျမရှာလို့တွေ့ပါတယ်အဲ့ဒါကြောင့်မို့ဒီမိကွန်းမှာလည်းကျမကတော့မှန်ပါတယ်ရှင့်နောက်ထပ်မိကွန်းတောက်ပါမယ်ကလေးမလေးရဲ့အဖေကတဲ့ဘယ်လူကြီးလဲပြအင်းနဲ့ဘီသူနှစ်ယောက်ပေးထားတယ်ခဏလေးဘယ်သူဖြစ်နိုင်မလဲဆိုကြတော့အာဟိုတနေ့ကသူကနရွက်ကိုမေးရဆိုတော့နရွက်တည်းကလည်းအကုန်လုံးဝိုင်းဝိုင်းလေးတွေမျက်လုံးတွေကလည်းအဆင်ပြေနေတယ်ပါမှာဒီမျက်နှာမှာအမတ်ဘာညာလည်းမရှိဘူးဆိုကြဘယ်သူဖြစ်နိုင်မလဲဒါတော့နည်းနည်းစဉ်းစားအခက်သွားပြီဇမီးကလည်းတယောက်မှမတူဘူး ါ view winder view ပြထားတယ်သူဘာဖြစ်လို့လဲကလေးမလေးကတဲ့ရဲဝစ်စုံဝစ်စင်ထားတဲ့အတွက်လက်ထိတ်ကင်ပြီးတူတူဆော့ပေးနေတဲ့ပီပါပြတဲ့အေးအဲ့လိုကြလဲဟုတ်တယ်ကလေးလေးကရဲဝစ်စုံဆိုကြတော့သူ့ဖေကလက်ထိတ်လေးကင်ပြီးတော့ကလေးနဲ့ဘယ်လိုလဲလူစုံနဲ့ရဲဆော့ပေးနေတယ်မှာကဲအဲ့တော့ جماعه မဖြစ်နိုင်နိုင်ပါဘူးခင်ဗျာ။ جماعه မှတ်သွားပါတယ်။ جماعه ညံ့သွားပါတယ်ရှင်။နောက်ထမင်းကောပုံနှပုံပါတဲ့မတူညီရဲ့နေရာ၃နေရာကို ရှာပေးပါဗျ။မတူညီရဲ့နေရာ၃နေရာဆိုကြခါဒုစရှာမယ်။အာဘယ်နဲ့လေးဖြစ်နေမလဲ။ ။ခေါင်းကြီးကဒီဘက်ကကြောက်တုံးကြောက်တုံးမှာဒီဘက်ကအပြောင်လေးပါတယ်။ဒီဘက်မှာအပြောင်လေးမပါဘူး။ဒုတိယမြောက်ကြောက်တုံးကြောက်တုံးတစ်ခုတွေ့ပြီ။ကြောက်တုံးတစ်ခုတွေ့ပြီ။အာခေါင်းကြီးကြောက်တုံးကြောက်တုံးကတော့မှန်တယ်ဒီဘက်ကအပြောင်လေးပါတယ်ဟိုဘက်ကအပြောင်လေး။အဲ့ဒီတစ်ခုကမှန်တယ်။နော်။နောက်တစ်ခုကကြတော့နောက်တစ်ခုကနောက်တစ်ခုကဒီဘက်ကအရွက်ကဖြော့ဒီဘက်ကအရွက်နဲ့ဆိုအာခေါင်းကြီးဒီဥစ္စာဘလို့မှမသိဘူးအိမ်မေကတော့အဲ့လိုကြီးကဘယ်ဟိုင်းအိမ်မေကတော့နားမလဲတော့ဘူးနော်။ အဖွားကိုကိုတဲ့တက်လိုက်တဲ့လူသက်သမားကဘသူလဲပြ ABC သူသုံးအောင်ပေးထားတယ်ခဏလေးအဖွားကိုတက်လိုက်တဲ့လူသက်သမားကသူဖြစ်နိုင်မလဲဆိုတော့အဖွားကိုမှဒီကောင်းမှာသွေးရရှိတယ်အင်မာကအင်မာကင်ထားတဲ့ဆွန်ကသွေးရှိတယ်ဘီမာကထွေထူးထူးမရှိဘူးစိမပြေအဲ့တော့သွေးတွေပွားနေ A ကိုရွေးချယ်တယ်ဒီဥစ္စာအဖွားကိုတက်လိုက်တဲ့သူက A ပါခေါင်းယူ A ပါ A ပါပြောရင်တော့သူအေးကိုမှန်ချက်ချထားပါတယ်လူသက်သမားကတော့လက်ထဲမှာကင်ထားတဲ့ဆွန်မားတဲ့အဖွားကိုသူတွေပင်နေတဲ့အေးပါဗျခေါင်းကြီးတို့ပြောရင်တော့ပြောရင်တော့ မဲ့အဖွားတို့ရဲ့ခေါင်းကသူ့ရဲ့သူ့ရဲ့ဆုံမပေးနေအဲ့ဒါကြောင့်လို့အဲ့ရကိုအေးကိုရွေးချက်လိုက်တာကျွန်မရွေးချက်မှုမှန်တယ်ခေါင်းကြီးမှန်ပါတယ်ရှင့်ဒိုနတ်တွေကြအင်္ဂလိပ်အခရာ D ကိုရှာပါတဲ့အင်္ဂလိပ်အခရာ D ဆိုကြတာလေးဒိုနတ်ကအဝိုင်း D ကဒီရတချမ်းတချမ်းကတစ်ဖက်ပဲဘိုက်ပူပါဆိုကြခါလေးနော်တချမ်းပိန်နေရလိုက်ရှာမယ်တချမ်းအခေါင်းကြီးခေါင်းကြီးတွေ့သားခေါင်းကြီးခေါင်းကြီးတွေ့သားအောက်ဆုံးကိုကြည့်လိုက်ပါအောက်ဆုံးဒီဘက်ဒီဘက်ချမ်းဒီဘက်ဘယ်ဘက်ချမ်းမရောက်ခင်ပါပါဘယ်ဘက်ချမ်းမရောက်ခင်မှာအဲ့မဒီလေးပန်းရပန်းရပြောရင်တော့ခေါင်းကြီးပြောရင်တော့ ဝိုင်းညံထားတဲ့ပန်းရောင်ဒီလေးကိုရှာလို့တွေ့ကြလားဗျတွေ့ရဲ့ခေါင်းကြီးအောက်ဆုံးလို့ကျမပြောရင်တော့ပန်းရောင်လို့လည်းကျမအချိန်ပြည့်ကနေပြလိုက်တယ်နော်ဒီမေကွန်းမှာတော့ကျမအမှန်သားပါရဲ့ခေါင်းကြီးလေးကျမမှန်ပါတယ်ရှင်ကဲဒီနေ့ဗျူလေးကဒလဝါရဲ့ခေါင်းကြီးလေးဒီနေ့ကတော့ကျမမေကွန်းခုနှစ်ခုဖြည့်ဆွနိုင်ခဲ့ပါတယ်အဲ့တော့ကြောင့်မလို့ခုနှစ်ခုထက်အများအသူတွေကကွန်မန့်ကနေကျမကိုဆရာခေါ်သွားပြီးတော့ခုနှစ်ခုထက်များရဲ့ဆိုလို့ရှင်တော့ကွန်မန့်မှာဖြည့်နိုင်တဲ့ရေတလေးလေးပဲပါရှင်ကဲနောက်နေ့မှာဒီထက်ပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye